အတူပါ30ရည်ရည်ညနေပြီးတော့သူတို့ဒီကပ္ပစ15ကနေပြီးတော့ထွက်လာပါတယ်အင်အား60လောင်းနေပေါ့ကာနစကီနဲ့ထွက်လာတယ်လို့ပြောပါတယ်မထွက်လာပြီးတော့ဒီပြန်ဒီရွာထဲမှာတဆွဲပေါ့သူလက်နက်ကြီးနဲ့ရန်တန်းပစ်ခတ်တယ်လို့ပြောပါတယ်ဒီမင်းနဲ့တောင်ပတ်ရွှေလောင်းဒီတပင်ပြီးတော့ဒီစမကြီးတို့ဘက်ကိုဗီယာလေတောင်လေးတို့လေတောင်ကြီးတို့ဘက်ကိုပစ်တယ်လို့ပြောပါတယ်အမှအစမကြီးမှာတော့ဒီတော်၄၀ကျော်ရမျိုးသမီးတူရထိခိုက်တန်ရာရတယ်လို့ပြောပါတယ် ဒီခါတုံးရရဲ့နေရာနေပြီးတော့သူဝင်နေမဝင်ပြီးတော့မှအမှဒီမီရှုရေပေါ့မီရှုပြီးတော့မှဒီနေအိမ်တိမ်မီရှုသွားပါတယ်သူတို့ထောက်ပို့လို့ယူဆတဲ့နေအိမ်တိမ်မီရှုသွားပါတယ်ပေါ့နောက်မှသူတို့ပြန်ပြီးတော့ဆုတ်ခွာသွားကြပါတယ်တောင်းရရနေမှာသူတို့မီရှုသွားပြနေတလုံးမီရှုသွားရမီရှုသွားပြီးတော့ဒီသူတို့ဟိုမှာဒေတာခံနှစ်ဦးသူတို့ ဖန်ခေါ်ဖန်စီခေါ်ဆောင်သွားပါတယ်ဘက်မှာတယောက်ကတော့သူတို့ထပ်ပြီးတော့လွတ်မြောက်လာလို့ပြောပါတယ်အတရက်တယောက်ကိုလိုက်ညံ့နေပြီးတော့ပြန်ပြီးတော့ဒီတရက်နေ့မှာသူပြန်လိုက်လာပါတယ်ပြန်လိုက်လာပြီးတော့မှဒီနေ10လုံးကျော်သူထပ်မံမျိုးရှုသွားတာဖြစ်ပါတယ်အမန်ဒီစံမကြီးရွာကဒီလက်လက်ကြီးပြတော့ရှင်မလက်လက်ကြီးစားမှန်ပြီးတော့45နှစ်အရွယ်မျိုးတမီးတယောက်တော့လက်လက်ကြီးစားမှန်ပြီးတော့ဒီ အသက်ဆုံးရှုံးသွားပါတယ်ဒီလိုစိတ်ကြောင်းလို့တဲ့ဆိုတာကလည်းသူတို့ဒီရွာတွေကိုမီးရှို့ဝင်အောင်မီးရှို့ရတယ်နဲ့ကြီးမပစ်တယ်ဆိုတာလည်းဒီတနင်္ဂနွေမှာဒီကိုရာပိုင်းဆရာပိုင်းနောက်မှာတော့ဒီပြန်လူရရဲ့အုပ်ချုပ်မှုကဒီရှင်းရင်းချင်းခံခဲ့ရပါတယ်အဲ့ဒီရှင်းရင်းတက်တက်ချင်းခံခဲ့ရတဲ့ပတ်သက်ပြီးတော့သူတို့ဒီတန်ကြားချင်းနဲ့ခံထားရပေါ့အဓိကအဖြစ်ဒီဒီပေါ်လိုင်းဖွဲ့စည်းတွေကို ထောက်ပို့လုပ်တယ်လို့ယူဆရတဲ့အင်ဂျင်လူတွေဆိုပြီးတော့ data ခန့်တွေကိုဒီတိုင်ကြားထားတဲ့လူတွေရှိပါတယ်အဲ့လိုကြောင့်မျိုးသူတို့လာပြီးတော့ဒီ show ရဲ့ကိစ္စတော့ဖြစ်မယ်လို့ကျွန်တော်သုံးသပ်မိပါတယ်ပေါ့